ီလဆိုတာတခြားပြောတာမဟုတ်ဘူးသမဝါစာစကားပြောရင်ကောင်းတာပဲပြောလို့ရတယ်။ကိုချင်းတရားနဲ့ပတ်သက်လာလို့ရှင်နှုတ်ကိုထိန်းသိမ်းဆောက်ရှောက်အမဲတဲ့။အဲ့တော့သမဝါစာဖြစ်အောင်ဘယ်လိုပြောရမှာတော့လိမ့်မပြောနဲ့မှန်တာကိုပြောသမဝါစာဟုတ်ကဲ့လားဘုံမတိုင်းနဲ့တယောက်နဲ့တယောက်ဆေးဆက်ညညွတ်အောင်ပဲပြောတမ္မဝါစာပဲမဆဲနဲ့ရင်ကြီးကြီးပြော တမ္မာဝါစာဟုတ်ကဲ့လားအကျိုးမရှိတဲ့ဇာကားတွေတောင်းစင်ရေမရဇာကားတွေမပြောနဲ့အကျိုးရှိတဲ့ဇာကားဇာကားမျိုးကိုပြောမှန်ကန်တဲ့အကြောင်းအရာတွေပုံမှာမူတည်ပြီးတော့အကျိုးရှိတဲ့ဇာကားကိုပြောဆိုဟောတမ္မာဝါစာဖြစ်တယ်အဲ့ဒါဆိုရင်နှုတ်နဲ့ပတ်သက်ပြီးတော့လုံကြုံသွားတယ်ဒါသီလလို့ခေါ်တယ်ပေါ့တမ္မကမ္မန္တမှန်ကန်တဲ့အလုပ်ဆိုတာတခြားမဟုတ်ဘူး သူများတဲ့ကိုမတတ်နဲ့ရှောင်းကျင်တယ်သူများပေါ်မှာအကျဉ်းနာကရုဏာတရားထားတယ်ဒါတတ်မှုဖြတ်မှုကြိုးလေးတွေခြင်လေးတွေကစပြီးတော့လူတွေကမမယွင်တွေးသေးတယ်တိရိစ္ဆာန်လူချွတ်မှကြွတ်တယ်ကိုယ့်ရောဒီပြင်လူတယောက်ကလာချွတ်ရင်ဘယ်နဲ့နေမလဲကိုယ့်ကြတော့မကြိုက်ဘူးသူများကြတော့လူချွတ်မှကြွတ်တယ်နော်ဟုတ်ကဲ့လားဟုတ်ပါမလားအဲ့ဒါကိုယ့်လည်းလာချွတ်တဲ့လူရှိရင်ခက်နေနော် တတိဆာဆိုတော့လူချုံမှချွတ်တယ်ဆိုပြီးတော့တတိဆာနေတွေရဲဆက်ဆက်တတ်တယ်။မှားရဲတဲ့ဟာတခုပဲเนาะ။အဲ့တော့မှန်ကန်နေဆိုတာဟာကြည်သူများတယ်မတတ်ဘူးမှန်နေ။မှန်ကန်နေလောက်ရတခုပဲ။သူများဥစ္စာမခိုးဘူး။ကဲကိုကိုဥစ္စာခိုးရင်ခံနိုင်မလား။ခံနိုင်ပါဘူး။မခံနိုင်ဘူး။ကိုချင်းစာတရားရှေ့ရှုသူများဥစ္စာမခိုးဘူး။စင်စင်ကြဲကြဲနေတယ်။ဒါကိုချင်းတရားပဲ။ နောက်တစ်ခါသူတော်ဘာသမီးရမစော်ကားဘူးကိုသားမရလားစော်ကားရင်ခံနိုင်မှာမလားခံနိုင်ပါဘူးဗျာအေးဒါကြောင့်သူတော်ဘာသမီးရမစော်ကားဘူးဆိုဟောဒီလိုကာယတုဆိုင်နဲ့ပတ်သက်ပြီးတော့ရှောင်ကျင်လိုက်တာတမန်ကမ္မတလို့ခေါ်တယ်နှုတ်ကိုဆောင်စည်းတယ်ကိုမှုကိုဆောင်စည်းတယ်လူဆိုတာနေစင်နေမြအသက်မွေးမှုဆိုတာရှိရတယ်ဗောလူဘဝရလာပြီဆိုလို့ရှိရင်အသက်မွေးဝမ်းကြောင်းဆိုတာရှိရတယ်အဲ့ဒီအသက်မွေးဝမ်းကြောင်းတွေဟာအခုပြောခဲ့တဲ့ ကာယဒုစရိုက်၃မျိုးကိုအသုံးချပြီးတော့အသက်မွေးရင်မိစ္ဆာအာဇီဝဝစီဒုစရိုက်၄မျိုးကိုအသုံးချပြီးတော့ဥပမာပဲပတ်ဆိုင်ရလို့လိန်ပြောတယ်ဒါအသက်မွေးမှုကိုယ့်ဘာကိုလိန်ညင်လို့လိန်တာကတော့ဒုစရိုက်ပဲပတ်ဆံပေးလို့ပတ်ဆံယူပြီးတော့လိန်နာကြတော့ဒါဒုမိစ္ဆာအာဇီဝလို့ခေါ်တယ်ဟုတ်ကဲ့လားအဲ့ဆန်ယူပြီးတော့သွားဆဲလို့ရှိရင်လည်းဒါမိစ္ဆာအာစီဝဖြစ်တယ်ပေါ့ရိုးရိုးကိုစိတ်ဆိုးလို့ဆဲတာတစ်မျိုး ပဆန့်ရလို့ဆဲတာတမျိုးအမျိုးမျိုးရှိတယ်เนาะအဲ့တော့ဒုစရိုက်နဲ့အသက်မမွေးနဲ့ဒုစရိုက်နဲ့အသက်မမွေးလို့ရှင်တမဟာအာဇီဝဖြစ်တယ်ဆိုတော့ဩော်ဟောဒီပုဂ္ဂိုလ်ကစင်ကြယ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်အဲ့ဒါကိုပြောတာသီလရှိရမယ်လို့ပြောတာเนาะခြုံလိုက်မယ်ဆိုရင်လူတွေက၅ဘာသီလနဲ့ပြည့်စုံအောင်အေး၅ဘာသီလဆိုတာသွားပြီးတော့လဲနှုတ်ထဲစိတ်ထဲမှာသွားမရောက်နဲ့ တချို့ကပြောတယ်ငါးပါးသီလငါးပါးလုံးမလိုဘူးနှစ်ပါးလောက်လုံရင်ပြီးတယ်လို့လို့ဘာလို့လို့ ਨੇ ငါးပါးသီလငါးပါးလုံးလုံမှပဲရှော့လို့မရဘူးเนาะဆေးစစ်တယ်လို့သွားမစစ်နဲ့ဟုတ်ကဲ့လားကဲစစ်ချင်းစစ်ကြည့်ပေါ့ကဲစစ်ကြည့်လို့ရှိရင်ကို့မှလည်းရော့သွားမှာပဲတေးချာလူဖြစ်လာလို့ရှိရင် အသက်ရှည်ဖို့ကြမ်းပါဖို့မလိုဘူးလားလို ပါဏတိပါဒပြည့်စုံဟိုရှောင်ကျင်မှအသက်ရှင်ပဲကျမ်းပါမယ်။ကဲဟိုလိုချင်တာပါဏတိပါဒရှိမယ်။ကဲနောက်တစ်ခုကကဲလူဖြစ်လာလို့ရှိရင်စိစိဥ္စာချမ်းသာကြွယ်ဝပြီးခိုင်မြဲဖို့မလိုဘူးလား။မလိုပါဘူးခင်ဗျာ။အေးစိစိဥ္စာတွေချမ်းသာကြွယ်ဝပြီးတော့ခိုင်မြဲဖို့ဆိုတာအရိဏဒါနလုံမှဖြစ်တယ်။အေးလူလောကရောက်လာပြီးတော့ဒီလူတကာရဲ့လေးစားမှုကိုခံရတယ်။ လူမုံမရှိဘူးလူမုံမများဘူးဆိုလို့ရှိရင်လူမုံမများဘူးလူကျုပ်လင်ခွင်ပေါ်ဖို့မလိုအပ်ဘူးလားမလိုပါဘူးခင်ဗျာကာမိတုမိစ္ဆာစာရာကင်းမလူကျုပ်လူခင်ပေါ်မှာဟိုဟာဆိုရင်လူချင်ပတ်ဖြစ်သွားလိမ့်မယ်အေးလူကျုပ်လူခင်ပေါ်ရုံနဲ့မကဘူးသူစကားကိုအလေးနဲ့ထားတယ်သူ့ကိုဆွတ်ဘယ်သူမှမဟုတ်မတရားမဆွတ်ဆွဲဘူးမလိုအပ်ဘူးလားအဲ့ဒါမူတဝါဒလုံမှာမလုံလို့ရှင်ဟိုအဆွတ်ဆွဲဒီအဆွတ်ဆွဲနေတချို့များလေ ကိုမလုတ်ဖဲနဲ့ဆွဆွဲပြီးထောင်တန်းကြတဲ့လူတောင်ရှိသေးမုဒ္ဒဝါဒမလုံခဲ့တော့ကိုကလိန်ခဲ့သည့်အတွက်ကြောင့်ကိုလည်းမမယွင်ခံရတယ်ပေါ့အေးလူရလို့ဖြစ်လာလို့ရှင်အိုင်ကျူမြင့်ပြီးတော့เนาะအသိဉာဏ်ရှိတဲ့လူဖြစ်ဖို့မလိုဘူးလားကြောင်တောင်တောင်ယူပေါ်ပေါ်ဟုတ်လားကြက်မပြေတဲ့လူသူရမေရရမဆောင်လို့ရှိရင်ကြောင်တောင်တောင်ယူပေါ်ပေါ်ကြက်မပြေတဲ့လူဖြစ်မယ် ကဲအဲ့ဒီလိုလူမျိုးဖြစ်ချင်သလားဖြစ်ချင်ပါဘူးခင်ဗျာဟောကဲ၅ပါးသီလလုံမလူဟာပြည့်စုံတယ်တဲ့ဒါကြောင့်မို့လို့၂ပါးသီလတွေ၃ပါးသီလတွေသွားမလုံးနိုင်နဲ့